Yeah. Okay. Oh, အားလုံးပဲမင်္ဂလာပါ Mei Gaming Channel ကနေကြိုဆိုပါရစေ။ဒီနေ့တော့ကျွန်တော်တို့ Bingo ပူးဆိုင်စနိုက်ပါကိုကျန်းအောင်ဘယ်လိုပေးရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပေါ့နော်။ဗီဒီယိုလေးမစခင်မှာထုံးစံအတိုင်းဒီဗီဒီယိုကြိုက်လို့ကျွန်တော်ကို support ပေးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုလက်မှတ်လေးနှိပ်ပြီးတော့တခြား Telegram Facebook Gaming Group တွေမှာ share ပေးခြင်းဖြင့်ကူညီပေးခဲ့လို့ရပါတယ်။ once you man နဲ့ပတ်သက်တဲ့ content တွေကိုဒီတစ်မှတ်ကသိကျင်နေဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ video အသစ်တင်တိုင်းသိရအောင် notification လေးကိုလည်းဖြန့်သားကြဖို့ပြောချင်ပါတယ် နောက်ပြီးတော့ one human ကိုကျွန်တော်ညာတိုင်း live လွှင့်တာမလို့ကျွန်တော်ရဲ့ live မှာလည်းသိကျင်တာတွေကိုလာရောက်မေးမြန်းလို့ရပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုပဲဆက်လိုက်ကြရအောင်။မသောအနေနဲ့ကျွန်တော်ဘင်ကိုခန်းအကြောင်းအရင်ရှင်းပြပါမယ်။သူကဒီမှာဘူးဆိုင်လို့ရေးထားပေမဲ့အရင်ကဒီခန်းရဲ့နာမည်ကဘင်ကိုပါ။ကျွန်တော်ကတော့ဘင်ကိုလို့ပဲခေါ်လိုက်ပါမယ်။ အဲ့တော့ဒါကဘင်ဂိုကမ်းမှာပါတဲ့ effect တွေပေါ့နော်အဲ့မှာပထမဆုံး effect ကကျွန်တော်တို့ weak spot ထိတိုင်းဘူးဆိုင်ထွက်ဖို့80ရာခိုင်နှုန်း chance ရှိတယ်လို့ပြောထားတယ်အဲ့တော့ကျွန်တော်တို့ဘူးဆိုင်ဆိုတာပါလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါဘူးဆိုင်ရဲ့အလုပ်လုပ်တဲ့ပုံစံပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာရေးပေးထားတာဘူးဆိုင် effect ဝင်သွားတဲ့ကောင်ကိုကျွန်တော်တို့ outline လေးနဲ့ပြပေးထားမယ်အပြင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ zombie က outline လေးနဲ့ပြရင်အပြိုင်အောင်လေးလင်းလာတယ်ပြီးတော့အဲ့ဘူးဆိုင်ဝင်သွားတဲ့ zombie ကကျွန်တော်တို့8% damage ပိုဝင်တယ်ပြီးတော့ဒီ effect ကကျွန်တော်တို့12စက္ကန့်ကြာအောင်ခံတယ်ပေါ့နော် ဲ့ဒါကတော့ကျွန်တော်ဘူးဆိုင်အလုပ်လုပ်တဲ့ပုံစံပါအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတံမီပေါ့နော်အဲ့တံမီကိုကျွန်တော်တို့ရိုးရိုးတန်းတန်းအဲ့လိုဘီလီနဲ့ဝင်တိုက်လိုက်ရင်6688တံမီဝင်တယ်ဒါကိုကျွန်တော်တို့ကဟာဘူးဆိုင်မက်ပေးလိုက်မယ်အဲ့ဆိုသူအောက်လိုင်းအပြာလေးနဲ့ပြပေးပြီအဲ့ဒါကိုမှကျွန်တော်တို့ကတိုက်မယ်ဆိုရင်4000ဖြစ်သွားတယ်သူကတံမီ8%ပိုဝင်သွားတယ်တံမီပိုထိတယ်ပေါ့နော်သူက နောက်ဒုတိယအဖက်မှာဆိုလို့ရှိရင်ကျွန်တော်တို့တပြင်းခံအောင်ဂိုင်းနေရနေဘင်ကိုချိန်ပြီးပြစ်တယ်ဆိုလို့ရှိရင်အဲ့ဘင်ကိုရဲ့ပထမအဦးဆုံးတစ်ချက်ကချိန်စီပါဘူးဆိုင်ထွက်ကိုထွက်နေလို့ရေးထားတယ်။အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ပစ်စတိုဂိုင်းထားတယ်။အဲ့ပစ်စတိုကနေကျွန်တော်ဘင်ကိုချိန်လိုက်ပြီ။ချိန်ပြီးတော့အနေနဲ့ကျွန်တော်ပြစ်တဲ့ပထမအဦးဆုံးတစ်ချက်ကချိန်စီပါဘူးဆိုင်ထွက်ကိုထွက်တယ်။ အောက်ဖက်တစ်ခုမှာဆိုလို့ရှိရင်ကျွန်တော်တို့ enemy ကိုအဲဘင်ကိုနဲ့ထိအောင်ပြတိုင်း wheel spot damage 15ရာခိုင်နှုန်း10စက္ကန့်ကြာရတယ်အဲ့ effect ကိုကျွန်တော်တို့3ခါထိထိစုလို့ရတယ်အဲ့တော့ကျွန်တော်တို့စုပေါင်း wheel spot damage 45ရာခိုင်နှုန်းရနိုင်မယ်ပေါ့နော် enemy ကိုထိအောင်ပြေအောင်နဲ့ပြီးတော့ဒီ effect ကကျွန်တော် weapon chain လိုက်ရင်လည်းပျောက်မသွားဘူး effect ကိုပြန်ဆုလို့ရတယ်တကယ်လို့ weapon chain လိုက်ရတယ်ဆိုရင်တော့ကျွန်တော်10စက္ကန့်အတွင်းဘင်ကိုကိုပြန် chain ပြီးပြစ်လို့ရှိရင်ကျွန်တော်ဒီ step 3ကိုတော့ထိန်းထားလို့ရတယ် အခုဆိုရင်ကျွန်တော် enemy ကိုတစ်ချက်ပစ်လိုက်တိုင်းကျွန်တော်အဲခုန buff လေးရလိမ့်မယ်အဲအဲ့ဒါဆိုလို့ရှိရင်အခုကျွန်တော်အောက်မှာပေါ်လာပြီမျိုးလုံးပုံစံလေးအဲ့လေးကိုမှကျွန်တော်နောက်တစ်ချက်ပြင် step 2ခုဖြစ်သွားပြီနောက်တစ်ချက်ပြင် step 3ခုပြီးတော့ဝေပုံချင်းလိုက်ရင်လည်းအဲ့ effect ကပျောက်မသွားဘူးပြီးတော့ wing ကို ပြန်ချင်းပြီးလို့ရှိရင် ပြန်ပြင် ice stack ကပြန်ပြီးတော့ reset ကြရတယ် step 3ခုက3ခုပဲ ျွန်တော်ဘင်ကိုကမ်းမှာပါတဲ့နောက်ဆုံး effect ကကျွန်တော် enemy ကိုတက်လိုက်တဲ့နောက်ဆုံးတက်လိုက်တဲ့တစ်ချက်က weak spot ကိုထိမယ်ဆိုလို့ရှင် attack 15ရခိုင်နှုန်းကို second 20ကျောင်းပေးမှာပေါ့နော်အဲ zombie တွေမှာဆိုလို့ရှင်ကျွန်တော်ပုံမှန်နဲ့အဲ weak spot ဆိုပြီးတော့နှစ်နေရာရှိရယ်ပေါ့နော်အဲပုံမှန် zombie တွေကတော့ခေါင်းက weak spot အဲဥမာကျွန်တော်တို့ခန္ဓာကိုယ်ပြစ်လို့ရှင်အဖြူရောင်အဲ့ဒါ weak spot မဟုတ်လို့အဲဒီခေါင်းကိုပြစ်မယ်ဆိုလို့ရှင်အဲ့မှာအနီရောင်အဲ့ဒါအနီရောင်ထိသွားပြီဆိုလို့ရှင် weak spot ကျွန်တော်တို့ boss ချိန်မှာလဲ weak spot ရှိရယ်ဘင်ကိုကမ်းမှာပါတဲ့ effect တွေအကုန်လုံးက weak spot damage တွေဆိုတာကြီးပဲ အဲ့တော့ဒီဘင်ဂိုကန်းကိုကျွန်တော် wish for ဘေးဥတာအကျန်းဆုံးအဲ့ဆိုကျွန်တော်ဒီဘင်ဂိုကန်းမှာတက်တဲ့ calibration စာရွက်အာဘာ effect တက်ကြမလဲဆိုတာကိုကျွန်တော်ဆက်ပြောပြမယ်ပေါ့နော် ကျွန်တော် sniper ရဲ့မှာပုံမှန် stability style နေဟို body best style နေဆိုတာရှိရပေါ့เนาะဒါပေမဲ့ဒီ bingo က ID rapid shot style နဲ့ပဲအကျန်းဆုံးအဲ rapid shot style က bingo အတွက်မရှိမဖြစ်လို့ကိုပြောလို့ရတယ်အဲ့တော့ rapid shot style ကိုရအောင်ရှာအဲ့ဒါကမှဒီအောက်က effect နှစ်ခုမှာ weak spot damage နှစ်ခုနဲ့ဆိုရဲပေါ့အောင်ရှာကျွန်တော်မှာတော့ crit damage နှစ်ခုနဲ့ဖြစ်နေပေါ့เนาะအဲ့တော့ကျွန်တော်ဟာမကောင်းဘူးအဲ့ဒါကမှ rapid shot style ကိုမှ weak spot damage နှစ်ခုနဲ့ကောင်းအောင်ရှာအဝိုင်အောင် calibration စာရွယ် ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ rapid shot style ပါတဲ့ကောင်နဲ့ rapid shot style မပါတဲ့ကောင်ကိုရှင်းပြပြမယ်အဲ rapid shot style ကဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့ဘင်ကိုကတစ်ချက်ပြစ်ပြီးရင်တစ်ခါမောင်းပြန်တင်တယ်အဲမောင်းပြန်တင်တဲ့ဟိုဟာ speed ကိုတိုးပေးတာအဲ့တော့ဒီကောင်က rapid shot style ပါတဲ့ကောင်အဲ rapid shot sign ပါတယ်အဲ့လိုဇက်တိုက်ပြလို့ရတယ်ကျွန်တော်တို့ကဒီကောင်က rapid shot sign မပါတဲ့ကောင်မပါတဲ့ကောင်ဆိုလို့ရှိရင်ကျွန်တော်ကနားလို့ပြလို့ရတော့မှာမဟုတ်ဘူး အဲ့ဆိုကျွန်တော်ဒီကမ်းမှာတုံးတဲ့ accessory တွေအကြောင်းဆက်သွားမယ်အဲ accessory ရဲ့တော့ကိုယ်အကြိုင်နဲ့ကိုယ်ပဲเนาะအဲဒါပေမဲ့ကျွန်တော်ကတော့ဒီပူးဆိုင်မှာဆိုလို့ရှိရင်အဲဒီဗာလဲ accuracy ကိုများများပို့လို့ခြင်းနဲ့အဲ့တော့ဒီပြောင်းမှာဆိုလို့ရှိရင်ဒီကောင် large break ဒီကောင်ရှိရကျွန်တော်တို့ accuracy အများကြီးပေးတယ်ကျန်တဲ့ကောင်เนี่ย accuracy အလောက်မပေးဘူး stability ကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီကောင်တုံးအဲ့ဆိုလို့ရှိရင်ဒီကောင်က stability 100အထိတက်သွားမယ်အဲ stability ကတော့ gain ညိနေတာပေါ့နော်ပြီးရင် accuracy ကတော့အဲထိချက်တိကျတာကိုပြောတာ ပြီးလို့ရှိရင်ကျွန်တော်တို့စကုပ်မှာဒီကောင်သုံးတယ်ဒီ advanced sniper sight ဆိုတဲ့ကောင်အကောင့်ရှိရနေကျွန်တော်တို့ range ရော stability ရောရတယ်ပြီးလို့ရှိရင်ကျွန်တော်ကြီကက်မှာအဝိုင်းအောင်ကြီကက်အဝိုင်းအောင်ကြီကက်ရှိမှာကျွန်တော်တို့ကြီလဲပုံစံနဲ့ reload speed လဲပုံများပါတယ်အဲကြီမှာဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့အဲကြီနှစ်မျိုးသုံးလို့ရတယ်ပေါ့နော်ဒီ testan yoyo ကြီနဲ့အဲပြီးလို့ရှိရင်ဒီကောင်ဒီ testan apmo ဆိုပြီးတော့နှစ်မျိုးသုံးလို့ရတယ်ပေါ့နော် APMO သုံးလို့ရှိရင် damage ပိုထွက်တယ်ပေါ့နော်ကျွန်တော် attack 10%ပိုရတယ် အဲဒါမဲ့အဲ APM mode တွေတုံးရတာအဲ result ကုန်နေပေါ့နော် craft ကလည်း result ကုန်နေအဲ့တော့ကျွန်တော်ပုံမှန်ချိန်ဒီမှာဒီ tension နဲ့ပဲဖြစ်လေအလုပ်ဖြစ်တယ်အဲ့ဆိုကျွန်တော် secondary gain နဲ့ mi level ပုံအကြောင်းဆက်ပြောမယ်ကျွန်တော် secondary မှာကျွန်တော်ကြိုက်တာတော့ wifi ပစ္စည်းပေါ့နော်ကျွန်တော်အဲဗာလေ zombie အသေးလေးနဲ့ပြည့်ရင် ever bingo ကြီးပဲတုံးလို့မရဘူးအဲ့တော့ကျွန်တော် ဒီပစ္စတိုတုံးတယ်ဘာလို့ဒီကောင်ကတုံးလဲဆိုတော့ဒီကောင်မှာကလေးရတယ်ဘူးဆိုင် effect ပါပြီးသားကမ်းမှာကျွန်တော်တို့အောက်မှာဘူးဆိုင်မော့တွေတုံးမှာအဲ့တော့ဒီကောင်ကလည်းသူ့အနေနဲ့သူ damage ထွက်လိမ့်မယ်အဲ့တော့ဒီကောင်ကအနီးကပ်ပြည့်မှာတုံးတယ်ဟိုကောင်ကအဝေးပြင်မှာတုံးတယ်ပေါ့နော်အဲဒီ wifi ကဟိုမတုံးကျင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်နောက်ထပ်တုံးလို့ရတာဒီ doom breaker shotgun ရှိမယ် မီလီမှာဆိုရင်ကျွန်တော်တို့ long x ကိုတုံးတယ် long x ကတော့ကျွန်တော်ရှင်းတယ် fortress warfare buff ကိုလိုချင်လို့ပြီးရင် crate buff တွေနဲ့ပေါင်းလိုက်ရင် fortress warfare ကနေကျွန်တော်တို့ whisper damage ကို weapon damage ကိုပေါင်းပေးတယ်ကဲကျွန်တော် armor set တွေဘက်ကိုအရင်မသွားခင်ကျွန်တော်တို့ဒီ bingo နဲ့တွဲတုံးလို့ရတဲ့ deviation တွေကိုအရင်ပြောမယ်ကျွန်တော် recommend ပေးတာကတော့ဒီလိပ်ပြာရဲ့ဒီ long wolf ကနှစ်ကောင်းရှိတယ်အဲဒီလိပ်ပြာကတော့ကျွန်တော်တို့ damage လိုချင်တဲ့သူတွေအတွက် damage ပို့ထွက်ချင်တယ်ဆိုလို့ရှိရင်ဒီလိပ်ပြာကိုတော့ ဘာလို့လဲဆိုတော့ဒီလိပ်ပြာကိုကျွန်တော်တို့အပြင်ကိုထုတ်ထားတယ်ကျွန်တော်တို့က enemy ကိုပစ်တယ်ဆိုလို့ရှိရင်အဲ့ enemy ကိုကျွန်တော်တို့ဒီလိပ်ပြာကအဲဘယ်လိုဟောမလဲအဲ့ enemy ရဲ့ weak spot ကိုအနီရောင်လေးနဲ့ပြပေးတယ်အဲ့အဲ့ weak spot ကိုပစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ weak spot damage 40ရာခိုင်နှုန်းပိုပေါင်းပေးတယ်5စက္ကန့်ရမယ်အဲ့ effect ကအဲ့တော့ဒီကောင်က damage ပိုထွက်တယ် weak spot damage ပြီးလို့ရှိရင်ဒီ low wolf ဒီ low wolf ကကြတော့ကျွန်တော်တို့အဲခွေးပေါ့နော်အဲ့ခွေးကိုထုတ်ထားလို့ခွေးကြိုက်ခံရတဲ့အကောင်ကိုကျွန်တော်တို့ပြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ weapon damage ကို အဲဒီကောင်က TR5 မဟုတ်တော့38ခွန်ပဲပြထားတာအမှန်တကယ်ဆို40သူလဲအဲ40ရာခိုင်နှုန်း damage ပိုဝင်နေအဲ့ဒါအပြင်မှာကျွန်တော်တို့ရဲ့ enemy တွေရဲ့ aggro ကိုဆွဲပေးတယ် enemy တွေရဲ့ aggro ဆွဲပေးတယ်ဆိုတာပုံမှန် enemy တွေကကျွန်တော်တို့ကိုမြင်လာတယ်ကျွန်တော်တို့ကိုပဲပစ်တာဒါပေမဲ့ i quick ကိုထုတ်လိုက်လို့ရှိရင် i quick ကိုလိုက်ပစ်တယ်အဲ့တော့ sniper သမားတယောက်အနေနဲ့ enemy တွေကကိုယ်မပစ်ဘူးဆိုတာတော်တော်ကောင်းတဲ့အခြေအနေအဲ့တော့ကျွန်တော်တို့နောက်ကနေ AC Wisp ကိုချိန်ပြစ်လို့ရတယ်။အော် Solo သမားဆိုလို့ရှိရင်ကျွန်တော်ဒီ Low ကို recommend ပေးတယ်။ ဒါမှမဟုတ်တင်းမိတ်တင်နေဆော့တယ်။တင်းမိတ်ကိုပဲပို့ထွက်ခြင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိပ်ပြာကို recommend ပေးရပါတော့။ကျွန်တော်တို့ဗီဒီယိုလေးကိုမဆက်ခင်မှာအခုကြည့်နေတဲ့သူတွေထဲမှာ once human မှာရှိတဲ့ screen တွေဝယ်ခြင်းလို့ပဲဖြစ်ဖြစ်၊ gacha skin တွေဖောက်ခြင်းလို့ပဲဖြစ်ဖြစ်ဘယ်လိုဝယ်ရမလဲ၊ဘယ်မှာစိတ်ချရမလဲမသိတဲ့သူတွေအတွက်အကောင့်ဆရာခန့်ဆိုတဲ့ဆယ်လာစီမှာ pro တို့ဝယ်ခြင်းတွေအကုန်လုံးကိုယုံကြည်စိတ်ချစွာနဲ့ဝယ်ယူလို့ရပါတယ်။ သူစီမှာ1 human မှာမဟုတ်ပဲတခြားဂိမ်းအနေနဲ့ Steam Wallet တွေမှာဝယ်လို့ရတာမဟုတ်လို့တနေရာထဲမှာအဆုံဆုံးလုံးရင်းနဲ့ Bro တို့ဝယ်ချင်တာကိုဝယ်လို့ရပါတယ်။အယောင်ဆောင်ပေးအတူတွေနဲ့မတွေ့ရအောင်လို့ကျွန်တော်ရဲ့ဗီဒီယိုတွေနဲ့ live stream တွေရဲ့အောက်က description မှာကောင်းစီရခန့်ရဲ့ Facebook နဲ့ Telegram link တွေကိုချပေးထားပါတယ်။အဲ့ဆိုကျွန်တော်တို့ armor set တွေဘက်ကိုဆက်မယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော် key gear ဘယ်ကောင်သုံးရမလဲဆိုတာအရင်စပြောမယ်ကျွန်တော် key gear မှာဆိုရင်ဒီ old huntsman boots ကိုသုံးတယ်ပေါ့နော် ဒီ old handsman boost ကဘလို့အလုပ်လုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဘူးဆိုင်ဝက်ပေါ်နေမှာဘူးဆိုင် trade က chance တွေပါတယ်ပေါ့နော်အဲပြက်တဲ့အချက်တိုင်းကဘူးဆိုင်မထွက်ဘူးအဲတကယ်လို့ဒီတစ်ချက်ပြစ်လိုက်တဲ့အချိန်မှာဘူးဆိုင်ထွက်သွားပြီဆိုလို့ရှိရင်နောက်တစ်ချက်ပြစ်တဲ့အချိန်မှာကျွန်တော်တို့အဲ့ enemy ကို weak spot ထိထိမထိထိ weak spot hit လို့ကောင်းတယ်အဲ weak spot damage buff တွေကဝင်တယ်ပေါ့နော် ျွန်တော်စနိုက်ပါတုံးနေတဲ့အချိန်မှာ ever whisper ကိုကြည့်ပဲ light light ချိန်နေလို့ရှိရင်ကျွန်တော်ဇက်တိုက်ပစ်လို့ရမှာမဟုတ်ဘူးအဲ့တော့ဒီကောင်နဲ့ဆိုလို့ရှိရင် whisper ကိုထိထိမထိထိဘူးဆိုင်ဝင်သွားပြီးရင် whisper hit လို့ကောင်းတယ်ပြော်ဒီ old hansman boost ကဘာလို့ဒီကောင်နဲ့ထပ်လိုက်သွားသေးလဲဆိုရင်ဒီကောင်မှာကျွန်တော် weapon change ပြီးသွားရင်ပထမတစ်ချက်ကချင်းတီပေါ့ ဘူဆိုင်ထွက်ကိုထွက်တယ်လို့ရေးထားတယ်အဲ့တော့ကျွန်တော်တို့ဝပွန်ချင်းပြီးတော့ပစ်တယ်ဘူဆိုင်ထွက်တဲ့တစ်ချက်ပြီးရင်နောက်တစ်ချက်က wish for ထီကိုထီတယ်အဲ့တော့ကျွန်တော် normal enemy ဆိုဝပွန်ချင်းနှစ်ချက်ပြင်သေးတယ်အဲ့လိုမျိုး wish for ကိုထီအောင်မပစ်ဘဲနဲ့ wish for damage buff တွေကိုယူလို့ရတယ်ဒီကောင်နဲ့ဆိုလို့ရှိရင်တော့အချိန်ပြည့်လဲ wish for ကိုယူလိုက်ချိန်နေရမှာမလို့အဲ့တော့ဒီကောင်ကအကောင်းဆုံးပဲပေါ့နော်အဲဒီပင်ကိုနဲ့ဟိုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဝပွန်ချင်းလိုက်ပြီကျွန်တော်ပစ်တယ်တစ်ချက်ကကျင်းသေးပါဘူဆိုင်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ကြီးယူပဲပြန်မှာ wish for လို့တွက်လိုက်မယ်မှာ wish for လို့တွက်တယ် ဲ့ဒါကြောင့် wish bar မပြည့်ဖန်တဲ့ wish bar damage buff တွေကိုဒီလိုမျိုးယူလို့ရတယ်အဲ့ဒါအပြင်မှာဒီကောင်ကဘူးဆိုင်ဝင်နေတဲ့ enemy ကို weak spot damage plus 30ရာခိုင်နှုန်းထပ်ပေးသေးတယ်။အဲ့တော့ကျွန်တော်တို့ဒီပင်ကုန်းနဲ့အလိုက်ဆုံးကြီးကြီးကဒီကောင်ပေါ့နော်ဒီ old handsman boot ရေလို့ old handsman boot မရှိခင်ဒီ artly boot ကိုကျွန်တော်တို့ budget ဘေးအနေနဲ့ထည့်သုံးလို့ရတယ်။ဒီကောင်ကကြတော့ကျွန်တော်တို့အဲဘူးဆိုင် mark ဖြစ်နေတဲ့ enemy ကို damage 30ရာခိုင်နှုန်းထိတာ။ဒီ old handsman boot ကဲ weak version ပေါ့ဒီကောင်ကအဲ့တော့ဒီ old handsman ကိုမှမရှိဘူးဆိုရင်ဒီကောင် option အနေနဲ့ထည့်သုံးလို့ရတယ်။ အဲ့ဆိုကျွန်တော်တို့ဘယ်ဟာမှာဆက်တွေတုံးလို့ရလဲဆိုတာကိုကျွန်တော်ပြမယ်။နောက်အခုတုံးနေတာကတော့ဒီ Renegade 300ရဲ့ Ballistic နှစ်ထည်နဲ့ပေါ့နော်။ဒီ Renegade 300မှာကျွန်တော်တို့ပထမဦးဆုံးတစ်ထည်ဝတ် reload speed ရမယ်။ဒုတိယအဲနှစ်ထည်ဝတ်မယ်ဆိုလို့ရှိရင် Wheel Spot Damage ရမယ်။300ဝတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲဒီအောက်က effect ရရပါတော့အဲ့ effect ကကျွန်တော်တို့ target တကောင်နဲ့ပေါ့နော်တကောင်နဲ့ကိုကျွန်တော်တို့ပြင်မယ်ဆိုလို့ရှိရင် archer focus ဆိုတဲ့ effect လေးရတယ်အဲ့ဒီ archer focus မှာဆိုလို့ရှိရင် wheel spot damage 4%ပေးတယ် stat 10ခုစုလို့ရတယ် အဲဒါမဲ့ကျွန်တော်တို့ target ချိန်လိုက်တယ်ဆိုလို့ရှိရင်ဒီ effect ကတဝက်ပြုတ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တကောင်ထဲဝယ်ဇက်တိုက်ပြင် wish for damage 4%အောင်10ကားထိစုလို့ရတယ်အဲ့တော့40ရာခိုင်နှုန်းအဲအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်က target တကောင်ထဲကိုပြစ်မယ်ဆိုလို့ရှိရင် archer focus ရနိုင်မယ်ပေါ့နော်အဲဒီမှာ archer focus ဆိုတဲ့ effect လေးကျွန်တော်တို့ရပြီပေါ့နော်ဒီမှာ archer focus ဆိုတဲ့ effect လေးအဲဒီ effect လေးတစ်ခုရတိုင်းကျွန်တော် wish for damage 4%ရတယ်သူက10ကားထိစုလို့ရတယ်ပေါ့နော်အဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ stat 10ခုစုပြီးသွားပြီအာချာ focus 10ခု အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ wastewater damage 40%ရနေပြီအဲ့တော့ကျွန်တော်တို့ပြင် wastewater damage ပို့တက်လာတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကောင်ကနာ target ထားနေတာမဟုတ်လို့ဒီဘက်ကကောင်ချိန်လိုက်မယ်ဆိုလို့ရှိရင်အဲ့ archer focus stack ကတဝက်ပြုတ်သွားလိမ့်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်အဲကျွန်တော်တို့30ရနေပြီးတော့5 step ပဲကျန်တော့တယ်အဲ့ကျွန်တော်တို့တကောင်နဲ့ပြစ်လေ wastewater damage ပို့ပေးလေပေါ့နော်အာမ boss တွေပါပြစ်လို့ကောင်းတယ် နောက်တစ်ခုကကျွန်တော် blaze နှစ်ထည်ထပ်သုံးတယ်ပေါ့နော် blaze နှစ်ထည်မှာဆိုလို့ရှိရင်ကျွန်တော်ပထမတစ်ထည်ဝင်ကျွန်တော်တို့ hp ရဲ့80ရာခိုင်နှုန်းအထက်မှာပဲရှိနေပေါ့ bond damage တန်းပါဆိုင်ရတယ်ပြီးနှစ်ထည်ဝင် reload speed ရတယ်အဲ့တော့မှကျွန်တော်တို့ blaze မသုံးကြဘူးဆိုလို့ရှိရင်ဒီ agent နှစ်ထည်ကိုလည်းသုံးလို့ရတယ်ဒီ agent နှစ်ထည်မှာဆိုလို့ရှိရင်ကျွန်တော် weak spot damage တန်းပါဆိုင်ပေးမယ်ပေါ့နော် enemy ကိုရှောင်တဲ့တိမ့်တက်တဲ့အိုးဝေးရနေပဲပြစ်မယ်ဆိုလို့ရှိရင်ဒီ weak spot damage တန်းပါဆိုင်က blaze နှစ်ထည်ထက်ပိုပြီးတော့အလုပ်ဖြစ်လိမ့်မယ် weak spot damage ပိုရလို့ အဲ Renegade သုံးတယ် Agent တဲ့ Kikiya တစ်ထည်အဲ့လိုလည်းသွားလို့ရတယ်။ဟုတ်ဒီ Torchora သုံးတယ်နဲ့ဒီ Renegade နှစ်ထည်လည်းသွားလို့ရတယ်။ဒီ Torchora သုံးတယ်ရောဘာလို့သွားလို့ရလဲဆိုရင်ကျွန်တော်ဒီသုံးတယ်များဟုတ်မှာဆိုလို့ရှိရင်ကျွန်တော် Sanity ရော့ရင်ရော့သလား Weapon နဲ့ Shattered Damage ကိုတိုးပေးတယ်။အဲ Weapon Damage အများကြီးရတယ်ပေါ့နော်ဒီကောင်စီက။ဒါပေမဲ့ဒီကောင်ကကျွန်တော်တို့သွေးရောရှော့ရတယ်။အော်တွေးရမရှိတဲ့လောက်ကလေးကိုဖြစ်သွားတယ်အဲ့တော့ဒီကောင်ကကိုယ်စိတ်ကလေးတော်တော်ဆော့တက်တယ်ဆိုမှဆော့လို့ကောင်းတယ်ကျွန်တော်တော့ဒီကောင်ကိုပဲကြိုက်တယ် Renegade ကိုပဲကြိုက်တယ်ပေါ့နော် ပြီးရင်ကျွန်တော်တို့ဒီ Blitzday 300ဒါမှမဟုတ်400လဲဝစ်လို့ရတယ်ဒီ Blitzday မှာဆိုရင်ကျွန်တော်300မြောက်မှာကြတော့ကျွန်တော်တို့အဲငုတ်တုတ်ထိုင်နေလို့ရှိရင်ဒီ Blitzday state ဆိုတဲ့ effect လေးရမယ်အဲ့ဒီ effect ရသွားလို့ရှိရင်ကျွန်တော် weapon damage 40ရာခိုင်နှုန်းပေါင်းပေးမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ထိုင်နေရနေထားလိုက်လို့ရှိရင်ကျွန်တော်တို့ 30စက္ကန့်ကြာပြေးလို့မရတော့ဘူးအဲ့ပြေးလို့မရတော့မှဟိုကျွန်တော်တို့လှိမ့်တာတော့ဘာလို့လုံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ stamina consumption က100%တိုးလာမယ်နှစ်ဆ stamina ပိုကုန်မယ်ပေါ့နော်ကျွန်တော်တို့လေးရက်များ offer မှာဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်နေရနေထားလိုက်ပြီးတော့30စက္ကန့်ကြာလို့ရှိရင်ကျွန်တော်တို့အဲ armor set တစ်ခုစီရနိုင်မယ်ပေါ့နော် stat 60ထိစုလို့ရတယ်ဟို stat 60ထိစုပြီးွားလို့ကျွန်တော်တို့ပြန်ထိုင်နေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခုန armor တွေကနေပြီးတော့ရှီးတွေပြောင်းပေးတယ်ပေါ့နော် stat တစ်ခုကို a message ပြီးရဲ့ 1%အနေနဲ့ရှိပြောင်းပေးရပေါ့နော်။ဒါလည်း message ပြီးရ60ရာခိုင်နှုန်းရှိအနေနဲ့ပြောင်းပေးမှာ။အဲ့တော့ကျွန်တော်တို့ထိုင်နေပြီးရပြတ်တယ်ဆိုလို့ရှိရင် weapon damage လည်းရရတယ်။အဲ့ဒါအပြင်မှာကျွန်တော်တို့ အဲ့ဒီဖက်ကနေ second 60နေလို့ရှိရင်အာမာဆက်60ရတယ်ပြီးလို့ရှိရင် ပြန်ထိုင်ပြီးပြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ HB ရဲ့60ရာခိုင်နှုန်းရှိနေနေရမယ်ပေါ့အဲ့ဒါလည်းကျွန်တော်တို့ bingo နဲ့လိုက်ရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ blitz လေးတယ်ဒီ renegade တစ်ထည်နဲ့လည်းဆော့လို့ရတယ်ဒီ blitz သုံးတယ် renegade နှစ်ထည်နဲ့လည်းဆော့လို့ရတယ်ပေါ့နော်ကြည့်အဲ့တော့ကျွန်တော်တို့ဘာမော့တွေတက်လို့ရမလဲကျွန်တော်ဆက်ပြောပြပေးမယ်ကျွန်တော်ပထမဆုံး weapon မှာဆိုလို့ရှိရင်ဒီ vulnerability amplifier ရှိမယ်ဒီကောင်ကကျွန်တော်တို့ vulnerability 8%ထပ်ပေါင်းပေးတာကျွန်တော်ဘူးဆိုင်ဖက်မှာဆိုလို့ရှိရင်ဘူးဆိုင်ဝင်သွားလို့ရှိရင် vulnerability 8%ရတယ်အဲ့ဒါမှမ ောက်မှဒီကောင်က8%ထပ်ပေါင်းတာအဲ့တော့ကျွန်တော်တို့ဒီမော့နဲ့ဘူးဆိုင်တင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်16ရာခိုင်နှုန်းဒမိတ်ပိုဝင်တယ်နောက်တစ်ခုကဒီ spreading mark ဒီကောင်ကကျွန်တော်ဘူးဆိုင်ဝင်ထားတဲ့ enemy တွေွားလို့ရှိရင်အဲ့ဘူးဆိုင် effect က15မီတာအတွင်းမှာရှိရဲ့နောက် enemy တစ်ကောင်ရှိကိုကူးသွားတာအဲ့တော့ကျွန်တော်တို့ဘင်ကိုးနဲ့ အဲတကောင်ကိုဝပွန်ချင်းပြီးဘူးဆိုင်တင်ပြစ်နောက်တကောင်ကိုဝပွန်ချင်းပြီးဘူးဆိုင်တင်ပြစ်မလုပ်ချင်ဒီကောင်သုံးလို့ရတယ်ပြစ်လို့ရှင်ဒီကောင်ဒီကောင်ကကြတော့အဲဒီဘူးဆိုင်ဝင်ထားတဲ့ enemy ကကျွန်တော်တို့ကို damage 20ရာခိုင်နှုန်း short ပြီးတော့ပေးမှာအဲတော့ enemy ရဲ့ damage တွေကိုမခံစားနိုင်ဘူးအာနားတယ်ဆိုလို့ရှင်ဒီကောင်သုံးနေရင်သုံးလို့ရတယ် အဲပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခုဒီကောင်ကကြာတော့ကျွန်တော်တို့ဘူဆိုင်ဝင်နေတဲ့ကောင်ကိုတက်ရင် HP နဲ့ stamina ပြန်ရတယ်ပေါ့နော်သွေးပြန်ဖြစ်ပြီးတယ် damage ဆောင်မယ်ဆိုလို့ရှိရင်ဒီ vulnerability amplifier အကောင်းဆုံးပဲပေါ့နော်ကျွန်တော်လည်းဒီကောင်ပဲသုံးထားတာလောလောဆယ်နောက် secondary gun မှာလည်းဘူဆိုင် gun ပဲခြင်ထားတာဆိုတော့ကျွန်တော် damage ပဲလိုချင်လို့ဒီ vulnerability amplifier ပဲဆက်သုံးတယ်အာမီလီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကောင်သုံးတယ်ဒီကောင်ကကြာတော့ကျွန်တော်တို့ Fortress Warfare ကုန်သွားလို့ရှိရင် weapon damage နဲ့ movement speed ကို10စက္ကန့်ကြာထပ်ရနိုင်မယ် အဲ့တော့ကျွန်တော်တို့ fortress warfare အချိန်ပြီးရတော့မှ weapon damage တန်းပါဆန် buff ကကုန်မသွားဘူးပေါ့နော်အမှမှာဆိုလို့ရှိရင်ကျွန်တော်မျက်နှာဖုံးမော့ကိုအရင်စပြီးပြောခြင်းနေပေါ့နော်ဒီမျက်နှာဖုံးမှာဆိုလို့ရှိရင် most wanted မော့ကအလိုက်ဆုံးပဲပေါ့နော်ဒီကောင်ကကြတော့ကျွန်တော်တို့ဘူဆိုင်တစ်ခါဝင်တိုင်း attack 5%ကို80%ကျရတယ်သူက stat 3ခုထိစုလို့ရတယ်ပေါ့နော် ဒီခေါင်းဆောင်မှာမှာဆိုလို့ရှိရင်ဒီ precision strike ကိုတုံးတယ်ပေါ့နော်ဒီကောင်က weak spot ထိလေး weak spot damage ပုံတက်လာလေကောင်ဒီ armor မှာမှာဆိုလို့ရှိရင်ဘယ်ကောင်တုံးတုံးရတယ်ဒီအောက်က self set ဒီကောင်နဲ့ကောင်တုံး weak spot damage ကိုပဲလိုချင်တယ်ဆိုရင်ဒီအပြာရောင် weak spot damage ကောင်လည်းတုံးလို့ရတယ် armor မှာဒီဘောင်းမီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ three strike ကိုတုံးတယ်ဒီကောင်ကကျတော့ reload လုပ်ပြီးရပထမဦးဆုံးတုံးချက်က weak spot damage 90ရာခိုင်နှုန်းရတယ်လက်အိမ်မှာတော့ဒီ weak spot damage ပုဆိုတဲ့ကောင်ဒီကောင်က weak spot damage ကိုကြည့်ပဲ25ရာခိုင်နှုန်းပေါင်းပေးတယ်မော့မှာကလေးကပထမမှာကတော့ကျွန်တော်တို့ခါတိုင်းအတိုင်းပဲ cover dash အဖန်ပဲ ကာဗာတဲ့စပန်မှာအောက်က substrate မှာ weak spot damage နဲ့မော်ရီအောက်မှာပါတဲ့ substrate တွေကိုဘယ်ကောင်နေရှာရမလဲဆိုတာဆက်ပြောပြပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်မော်ရဲ့နောက်ကနံပါတ်မှာအဲ precision ဆိုတဲ့ကောင်ရအောင်ရှာအဲ့ကြလို့ရှိရင်ကျွန်တော် weak spot damage ပါကိုပါတယ်အဲ့တော့မှမော်ကို level မတင်ခင်ကတည်းက weak spot damage ကိုခရမ်းရောင်တဲ့ကောင်ထပ်ရှာအောင်အဲ့ဒါမှ weak spot damage ကအဝါရောင်တက်ဖို့ chance ပိုများမှာ တော့ကျွန်တော်ပိုနေတဲ့ substat ၃ခုမှာကျွန်တော်တို့ဒီ weapon damage ကောင်ရှာအဲ့ဒါအောင်မှာကျွန်တော်တို့ဒီ damage to grade 1ဒါမှမဟုတ် normal elite ကိုပြစ်တဲ့ enemy ပေါ်မူတည်ပြီးတော့ရှာကျွန်တော်က damage to grade 1ကိုပို့ပြီးတော့ရှာစေခြင်းနဲ့ဒီ mod နာမည်မှာ precision နဲ့ကောင်ရှာ precision ဟိုမှာကျွန်တော်ကြလာရင် weapon damage ဟိုခရမ်းရောင်နဲ့ကောင်အဲ့ကောင်မှာမှာ weapon damage လည်းပါအမယ် grade 1လည်းပါအမယ် န်တဲ့ကောင်တွေကအဆင်ပြေတဲ့တစ်ခုခုဆိုလည်းဖြစ်တယ်အဲ့ဒါမျိုးရှာရမှာပေါ့နော်ကျွန်တော် example မော့အနေနဲ့ကဒီလိုကောင်မျိုးကိုပြောချင်တာဒီမှာဆို wish for damage ရော great one ရော war bond damage ရောပါတယ်အဲ့ဒါမျိုးမှာကျွန်တော်တို့ wish for damage ခရင်အောင်နဲ့ကြာရင်ပိုကောင်းတယ်ပေါ့နော်ဒီလိုမျိုးကောင်ကိုကျွန်တော်တို့ဒီကရှာရမှာပေါ့နော် more set set မှာကျွန်တော်အဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးပြောဖို့ကျန်တဲ့ creator တွေဘာ creator တွေတောင်းရမလဲဆိုတာကိုပြောမယ်ပေါ့နော်ကျွန်တော်ပြောပြမယ့် creator က normal server လူတွေအတွက်ပဲပေါ့နော်အဲကျွန်တော်တို့တပြင် server မတူတာ ကျွန်တော်တို့တပင်း scenario မတူတာပြီးရင် novel မှာရှိနေတာဆိုလို့ရှိရင်ဒီ creator တွေနဲ့ပုံစံကွဲနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော် normal မှာသုံးတဲ့ကျွန်တော်ရဲ့ creator ပေါ့နော်အဲပထမဆုံးသုံးခုမှာဆိုလို့ရှိရင်ဒီ sniper ကောင်ကိုယူတယ်ဘာလို့လဲဆိုတော့ကျွန်တော် sniper ကင်ပါလေအဲဒါကြောင့်ဒီကောင်ယူတယ်အဲပြီးလို့ရှိရင်ကျွန်တော်ဒီဒုတိယတန်းမှာဒီ tactical ကိုမူယူတယ်ဒီကောင်က weapon chain ပြီးသွားရင်ကျွန်တော် weapon damage 15000ခိုင်နှုန်း၄စက္ကန့်ကြာပေါင်းပေးတယ်လက်ကားတက်တက် damage ပို့ထွက်တာ ဒီပြီးလို့ရှိရင်ဒီ defend အနေနဲ့ deviated energy defend အောင်တောင်းနေဒီကောင်ကကျွန်တော်တို့ combat ကျွန်တော်တို့မှာပါတဲ့ combat deviant အောင်အပြင်ထုတ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ message ပြည့်30ရာခိုင်နှုန်းကိုရှိအနေနဲ့ပေးတယ်ပေါ့နော်အဲ second 30ကူတောင်းရှိတယ် second 30ပြီးလို့ deviation ကိုပြန်ထုတ်တယ်ဆိုအဲ့ရှိကိုပြန်ရလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ mark strike ဒီ mark strike ကဆိုလို့ရှိရင်ဘူးဆိုင်ဝင်နေတဲ့ enemy ကို weak spot အဲ20ရာခိုင်နှုန်းပေးတယ်ကျွန်တော်တို့ကဘူးဆိုင်သုံးတာဆိုတော့ဒီကောင်ထဲ့ကိုထဲ့ရမယ်ပေါ့နော် ပြီးလို့ရှိရင်ဒီ bounty hunter ဒီ bounty hunter ကကြတော့ကျွန်တော်ဘူးဆိုင် effect ဝင်သွားတယ်ဆိုလို့ရှိရင်အထက်2%ကို15စက္ကန့်ကြာအောင်ရမယ် step 5ကဆူလို့ရတယ်ပေါ့နော်အဲဒါပေမဲ့ဒီ effect က weapon chain လိုက်လို့ရှိရင်ကျွန်တော်တို့အဲပျောက်သွားမယ်ပေါ့နော်ဒါပေမဲ့ weapon chain ပြီးလို့ဘူးဆိုင်ထပ်ပေးတယ်ဆိုလို့ရှိရင် weapon damage 3%ကို10စက္ကန့်ကြာရမယ် step 5ကဆူလို့ရမယ်ပေါ့နော်အဲ့တော့ဒီကောင်လည်းသုံးတယ် အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်သုံးလို့ရသေးတယ်ဒီကောင်ကြောင့်ကျွန်တော်တို့မှာမီလီဝက်ပုံကအဲပစိန်ဖြစ်ဖို့တော့လိုရပေါ့နော်ကျွန်တော်ပစိန်က fortress warfare buff နဲ့ဆိုလို့ရှိရင်ဒီကောင်ကလည်းအလုပ်ဖြစ်တယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ fortress warfare မှာရှိနေ weapon damage 10%နဲ့ weak spot damage 25%ပေးတယ်ပေါ့နော်အဲ့တော့ကြောင့်ဒီကောင်လေးယူရဲကျွန်တော်တို့ ပြီးရင်ဒီ heavy strike လည်းတုံးလို့ရရပေါ့နော်ဒီကောင်လည်းကျွန်တော်ပစိန်ရှိဖို့လိုတယ်ဒီမှာပစိန်မှာတုံးလိုက်တဲ့ fort trap warfare range ပေါ့နော် fort trap warfare မြေကြီးမှာအဝိုင်းကြတာအဲ့ range ကို90ရာခိုင်နှုန်းပို့ပေါင်းပေးတယ်ပေါ့ range ကကျယ်သွားတယ်အဲ့ဒါပြင်မှာဒီကောင်ကကျွန်တော် fort trap warfare ထဲမှာရှိနေလို့ရှင် weapon damage 25ရာခိုင်နှုန်း8စက္ကန့်ကြာပေးသေးတယ်ပေါ့နော် ဒါမဲ့ဒီ effect ကကျွန်တော်တို့ weapon chain လိုက်ရင်ပျောက်သွားမယ်ပေါ့နော်။ဒါမဲ့ကျွန်တော်တို့က melee weapon ကိုကျွန်တော်တို့ weapon chain ပြီးသုံးမှာမဟုတ်ဘဲနဲ့အကွက် melee အထက်ကိုဖိပြီးရော heavy အထက်သုံးပြီးရော fortress ဘာဖဲကြောက်အောင်လုပ်မှာဆိုတော့ကျွန်တော်ဒီ effect ကိုသုံးလို့ရတယ်။အဲကြောင့်ဒီကောင်လည်းကျွန်တော်ယူရဲပေါ့နော်။ အဲနောက်ဆုံးကြံတဲ့တခုမှာကိုကြိုက်တဲ့အဆင်ပြေတဲ့ဒီ defend တခုကိုတုံးလို့ရရပေါ့နော်ကျွန်တော်တို့ပစ္စတိုတုံးထားတာဆိုတော့ဒီပစ္စတိုလည်းယူလို့ရတယ်ကျွန်တော်တို့ဒီကောင် rapid eight ကိုတုံးတယ်ပေါ့နော်ဒီကောင်ကကျွန်တော်တို့ရဲ့အဲသွေးပြန်ဖြည့်တဲ့ကူရောင်းကို30ရာခိုင်နှုန်း short ပေးတာအဲ့ဒါအပြင်မှာကျွန်တော်တို့ hp 40ရာခိုင်နှုန်းအောက်ကျသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စေးထိုးတဲ့အမြန်နှုန်း30ရာခိုင်နှုန်းပေါင်းပေးတဲ့အပြင်မှာသွေးကို15ရာခိုင်နှုန်းပို့ဖြည့်ပေးတယ်စေးကိုမြန်မြန်လေးထိုးလို့ရတယ်မြန်မြန်လေးပြန်ဖြည့်ပေးရပေါ့နော်ဒီကောင်ကဒါကတော့ကျွန်တော်တုံးထားတဲ့ creator ကြီးပေါ့နော် ဒါကတော့ကျွန်တော်ပင်ကိုစနိုက်ပါဘူးဘယ်လိုကျင်းအောင်ပေးရမလဲဆိုတာပြောပြပေးသွားတာပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုကြိုက်တယ်ဆိုရင်ဒီဗီဒီယို like နှိပ်ပြီးတော့တပည့် gaming group တွေမှာလည်း share ပေးခဲ့ကြပြီးတော့ကူညီပေးခဲ့လို့ရပါတယ်နောက်လည်းဒီလိုဗီဒီယိုတွေထပ်ကြည့်နေသေးရဆိုရင်ကျွန်တော်ရဲ့ Mei Gaming Channel ကို subscribe နှိပ်ပြီးတော့ဗီဒီယိုအသစ်တင်တိုင်းသိရအောင် notification လောင်းလေးလည်းဖွင့်ခဲ့ကြလို့ရပါတယ်ကျွန်တော်ညတိုင်း once you man live stream လည်းနာမလို့နားမလည်တာမသိတာရှိရင်ကျွန်တော်ရဲ့ live မှာလည်းလာရောက်မေးမြန်းလို့ရပါတယ်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့